ဘုဒ္ဓမမသားမလေးတော့နေတော့နေတော့ဖြစ်တော့ငါတို့မဲဆွေခဲ့တာနေတော့လွတ်တော်ထဲမှာပြည်သူလူထုတွေပြောဘာညာပေါ့မဟုတ်တရုတ်တွေရုတ်ကြနေလူတွေတက်တယ်ပြောကြရမယ်အချင်းရောက်လာဖက်စစ်တက်ကိုလူလက်နဲ့အားတွေဖြည့်တင်းပေးနေပြီနီးပြများအစ်စ်မြေဒုံးနေအကတ်တက်တော့ပြည်သူပြန်လေတိုက်ခတ်ကိုအတက်ရောစိတ်ပါလက်ပါကိုကြီးဆောင်ရွက်ပေးနေ ဟယ်လိုချားရမီဝပီတူညီကိုမော်မများအလုံးမမင်္ဂလာပါ news page channel ကနေပြန်မချိုဆိုလိုက်ပါရ2025ခုနှစ်မတ်လ23ရက်နေ့တောက်ကြနေမယ့်ပိုင်းမှာကျွန်တော်နောက်ဆုံးရရှိထားတဲ့တော်လန်တရင်းကောင်းနဲ့ BM Bomb Mike ပေါ့နော်ခြေခွဲလောင်မြဲတောင်လည်းကျွန်တော်ဒီနေ့မနေ့မှာဝေဝဆဆာနဲ့တွေ့ရမှာပဲဖြစ်ပါတယ်ဆိုတော့ဗီဒီယိုကိုကျွန်တော်နဲ့သူဆက်ဆုံးကြည့်ရှုပေးချဖို့အားလုံးကိုဖိတ်ခေါ်လိုက်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်ခါတိုင်းလိုပဲပေါ့နော်ဗီဒီယိုကိုမကြည့်ခင်မှာအယုံဆုံးသတင်းတိုးလေးတွေကြည့်လိုက်ရအောင်ပထမဆုံးသတင်းတဘို့အနေနဲ့ကတော့ ရဝတီတိုင်းလေးမြနာမြို့နယ်မှာစကောင့်စီတပ်နဲ့ပြည်သူ့ကောက်ွယ်တပ်မတော် PDF တပ်ဖွဲ့ဝင်တွေတပ်ဖွဲ့ဖြစ်ပေါ်ပြီးတော့စကောင့်စီတပ်ကအရာရှိစစ်ဗိုလ်နှုတ်ဒဏ်ရာပြင်းထန်ရရှိပြီးတော့တေဆုံးသွားတဲ့ဆိုတဲ့တရင်ကောင်းလေးပဲဖြစ်ပါတယ်။အခုနေ့အခြေအနေကတော့ PDF တပ်တွေရုံးမဆက်ကဝက်ကုံအုပ်စုရွာတွေကနေပြီးတော့တဖြည်းဖြည်းထိုးစစ်ဆင်တဲ့အပြင်ကြက်ကိုက်တွင်ကျွေးရွာဘက်ကိုလည်းထိုးစစ်ဆင်လာတဲ့စစ်တပ်ဘက်ကလည်းဆက်လက်ပြီးတော့ကောက်ွယ်ဖို့ပြင်ဆင်နေကြတယ်ဆိုပြီးတော့ဒေသခံသူကနေပြီးတော့ပြောဆိုထားတာပဲဖြစ်ပါတယ်။နောက်တော့ကျတို့ပေါ့နော် AA ရဲ့ဥဆောင်မုန်းတဲ့သူဟုတ်ဆိုရင်တော်လိုင်းတပ်ဖွဲ့ဝင်တွေကနေပြီးတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုချင်းမိုးတိုက်ခိုက်နေတာဖြစ်ပြီးတော့ကျွန်တော်တိုင်းတိုင်းဆက်စင်ရဆိုရင်အောင်မြင်မှုရရှိနေတာပဲဖြစ်ပါတယ်စစ်ကောင်စီအခုဆိုရင်အကြီးပိုင်းတွေအားစလို့ပေါ့နော်လက်အောင်ငယ်သားတွေအထိအကုန်လုံးမျောစာဖြစ်နေကြတာပြမနေ့စဉ်နဲ့မြမိတဂျိုနေရတယ်လို့ကျွန်တော်နောက်ဆုံးကြားသိရတာပဲဖြစ်ပါတယ်နောက်ထပ်သတင်းတဘောအနေနဲ့ကတော့ရန်ကုန်ပြည်လမ်းပိုင်းမှာရှိတဲ့ကျမ်းဖက်စစ်တပ်ရဲ့အုတ်ရင်းတာဆုံဂိတ်ကို PDF တပ်ဖွဲ့တွေကနေပြမဝင်ရောက်တိုက်ခိုက်ခဲ့လို့စစ်ကောင်စီတပ်သားလုံးအလံဖြူထောင်ပြီးတော့မှစစ်ကွင်းမြို့ထဲဝင်ပြလာတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ် တိုက်ပွဲကနာနဲ့တနားရီ30မိနစ်ကနေပြီးတော့မှ3နာရီလောက်ထိကြာတယ်စစ်ခွေးရဲခွေးနဲ့ပြူခွေးတွေအကုန်လုံးစစ်ကွမျိုးထက်ကိုအလံဖြူထောင်ပြီးတော့မှအော်ပြေးလာတာပြည်သူတွေကထွက်ကြည့်တော့ဆဲတောင်ဆဲသွားသေးတယ်ပစိုးတောင်မပါတဲ့ကောင်တွေရှိတယ်လက်နဲ့မပါလာတဲ့ကောင်တွေကအလောင်းထမ်းလာတဲ့ကောင်တွေကအားလုံးပေါင်း30ဝန်းကျင်လောက်ရှိမယ်ဆိုပြီးတော့မှဒေတာရင်းတရေမြစ်ကနေပြီးတော့မှပြောဆိုထားတာပဲဖြစ်ပါတယ်ကျွန်တော်အားလုံးကြားသိတဲ့အတိုင်းပါနော်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတော့အခုဆိုရင်သူတို့ရဲ့ gate စခန်းတွေမှာပြည်သူတွေကိုအနိုင်ကျင့်ညှဉ်းပန်းနေဆက်နေတာကိုကျွန်တော်တို့ဘက်ကနေပြန်လဲဆုံးမလိုက်တာပြီးတော့မှအခုဆိုရင်အားလုံး လဲနှချအလံဖြူထောင်ပြီးတော့မှကျွန်တို့ဘက်ကိုခိုးလုံလာတာပဲဖြစ်ပါတယ်အဲ့လိုမျိုးကောင်တွေကိုကျွန်တော်နေတဲ့တခါတည်းပုံစံပေးတော့မှဖြစ်ပြီးတော့မှနောက်နောက်ကျလိုမျိုးစစ်ကောင်စီနဲ့ပူးပေါင်းပြီးတော့မှပေါ့နော်ကျိုးသူစီးပွားရေးတွေလုံနေအောင်မယ်ဆိုတော့ကျွန်တော်ဘက်ကနေပြတော့သူတို့နဲ့ထိုက်တင်လျောက်ပါတဲ့ပြည်တော်တွေချမှတ်တော့ဖို့ရှိတာဖြစ်ပါတယ်နောက်ဆုံးသတင်းတော်သူတို့အနေနဲ့ကတော့စကိုင်းတိုင်းကဏီမြို့နယ်မှာတပ်ပြောင်းလဲပြုလုပ်မဲ့စစ်တပ်ရရှိတွေကိုလာရောက်ခေါ်ဆောင်တဲ့ရဲရင်တစည်းကိုဒရုန်းနဲ့ပုံချတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ် ကဏီမြို့မှာရှိတဲ့စစ်ကောင်စီအရာရှိတွေကိုမတင်ရင်ဆောင်ရသေးပဲနဲ့ရရင်ဆိုရင်အရေးပေါ်ပြန်လဲစုခေါ်ခဲ့ရပြီးတော့မှပောက်ကွဲမှုကြောင့်ထိခိုက်မှုရှိပေမဲ့အသေးစစ်ကိုဆက်လက်ဆောင်ဆန်းနေဆက်ဖြစ်တယ်ဆိုပြီးတော့မှပေါ့နော် KLGPDF ကလည်းပြန်မှပြောဆိုထားတာပဲဖြစ်ပါတယ်။ဒါတော့ကျတို့ကဏီမြို့မှာဆိုရင်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပြုခွဲတဲ့တော်များများရှိနေတာပြီးတော့မှသူတို့ထိပ်ပိုင်းအပြောင်းလဲလို့တာပေါ့နော်ကျတို့ဘက်ကနေပြီးတော့မှရရင်နဲ့လာကြုံနေတဲ့အချိန်မှာပဲ drone မိုးတွေရွာချလိုက်တာဖြစ်ပြီးတော့မှဒီထိခိုက်ပျက်စီးတဲ့အကြောင်းအရာတွေပေါ့နော်အသေးစိတ်ကျွန်တော်တို့ဘက်ကနေပြီးတော့မှလိုက်လံဆောင်ဆန်းနေတဲ့ဆက်ဖြစ်တဲ့ဆိုပြီးတော့မှ နောက်ဆုံးကြားသိရတာပဲဖြစ်ပါတယ်။ကဲကျွန်တော်တို့ဒီနေ့မရက်ပထမဆုံးအနေနဲ့ကြားမှာကတော့ဆရာလူမြတ်ကျော်အနေနဲ့ပြတော့မှာပါနော်။ကျွန်တော်အေးနဲ့ပူအောင်တဖို့ဝင်ရဲ့ဒီပြီးမထိုးစစ်တွေရဲ့ပြတော့မှာမြောက်နိုင်ငံကနေပြတော့မှာတေယိုရုရှားကူညီနဲ့တိုင်းပြည်ကိုရောင်းစားပြီးသူတို့ကိုကြိုးတက်ပါနော်။အာနာရှင်စနစ်တည်မြောက်အောင်လှုပ်ဆောင်နေတဲ့ဆိုတဲ့အကြောင်းတွေကိုအားလုံးကိုတုံ့တက်တင်ပြထားတာပဲဖြစ်ပါတယ်။ဆရာလူမြတ်ကျော်ဘယ်လိုမျိုးတွေပြထားလဲဆိုတာကျွန်တော်ဆက်ကြည့်လိုက်ရအောင်နော်။လက်ရှိအာကတ်တပ်တော်အေးနဲ့ပူးပေါင်းတပ်တွေဟာစစ်တွေစစ်မြင်တာကြောက်ပြူစစ်မြင်တာ ပကူပြီပတော့ညောင်ကျုံအုပ်ရှိပြီညောင်ချေတော့ကပ္ပစပြီတင်ယူရေးစစ်စီမံချက်ဆင့်မြတ်တာတောင်ကုတ်အမ်ဘရန် sorry အမ်ဘရန်မကွေဆင့်မြတ်တာအေယော်ဒီဆင့်မြတ်တာလဲဆင့်မြတ်တာ၅ခု၆ခုလုံးကိုနိုင်နိုင်နင်းနင်းကြိုက်တွေ့ပြီးစစ်ကစားနေလိုက်တာများကဘာကျော်စစ်ပင်းနေတော့အောချရမယ်စီးဆိုင်ပြူဟာမြောက်စစ်ပွဲတွေဖြစ်ပါတယ်ဒီကနေ့ဆိုရင် တာပေါင်းကင်မုန်းချင်ဂုံးမှာလဲတရဆက်ထိုးစစ်တွေရှိနေပြီကြောက်ဖြူမှာကြောက်ဖြူတိုက်ပွဲမှာဒါကြောင့်မိရတဲ့ဌာနချုပ်တွေကိုလက်နက်ကြီးတွေနဲ့အလင်မြန်ပစ်ခတ်နေပါပစ်ခတ်နေတော့ငါထက်သွားလို့တရုတ်တွေကမဟုတ်တရုတ်တွေရုတ်ကြနေပြီလို့ပဲတက်တယ်ပြောကြရမယ့်အချိန်ရောက်လာပါပြီဖက်စစ်တပ်ကိုလူလက်နက်အင်အားတွေဖြည့်တင်းပေးနေပြီဤပညာအစ်မြင့်ဒုံးနေတဲ့ ်အာကတတ်တော့အေးဘူးပြန်လေတိုက်ခတ်ဖို့အာတတ်တယ်ရောစိတ်ပါလက်ပါကိုကြီးဆောင်ရွက်ပေးနေတာတွေ့ရပါတယ်။อืมပေါ်တောင်လှုပ်လာပြီနော်ဒီမကျူးကျော်စစ်တဒံရောက်လှုပ်နေပြီအခြေအနေကိုတွေ့ရပါတယ်။အဲ့တော့မစ္စတာ sorry နိုဝင်ဘာလ25ရက်နေ့မှာလေရတဲ့တင်မတော်30ရန်ကုန်မှာစီလေးချင်းခဲ့တော့တွေ့ရတယ်။ဒီအခြေအနေတွေကိုကျွန်တော်တို့မြင်နေရပါတယ်ကြောက်ဖြူမှာ နောက်တဝယ်ရင်နဲ့စိတ်ကမ်းမှာရုရှားတွေခေါ်သွင်းပြီးတိုင်းပြည်ကိုရောင်းစားရောင်းစားပြန်မင်းအောင်လည်းနဲ့စစ်ကောင်းဆောင်တစုရဲ့တိုင်းပြည်အပေါ်စေတနာမင်းမှုရုံမှာမှုပါနောက်တစ်ခေတ်တမိုင်းမှာအိယာဝင်ပုံမြင်ခဲ့သူစစ်သားမြင်ရင်သွေးနဲ့ထွေးချင်လောက်အောင်ကိုရုံရှာပွဲအတိလုံးရက်ပြီကိုမင်းအောင်လည်းစစ်ကောင်းဆောင်တစုဒီကနေ့လက်ရှိလောက်ကန်ဆောင်ရွက်နေပါတယ် အဲ့ဒီမှာစကားမဆက်ကြားဖြတ်နေပြောချင်တာကဘုဒ္ဓကဘင်္ဂလားဒေ့ရှ်ကဖလိုက်တယ်မနေ့တနေ့ကဖလိုက်တယ်အဲ့ဒါဆိုခေါင်းဆောင်တွေနှစ်ကောင်ရင်အော်ခတ်တော်အေးကဖမ်းလိုက်နခခတမသူတွေထွင်ရင်နှစ်ကောင် ICC ပို့လိုက်ရင်မရောက်နိုင်တဲ့စစ်ကောင်းဆောင်တစ်ခုတခါတည်းအမှုတွေပါပါတယ်ကဲဒါတော့ဆရာလေးမြတ်ကျော်ရနိုင်ပြတော့မှာပါနော်ကျွန်တော်အေးနဲ့ပုံသဖို့ဝင်နေခုဆိုရင်ပြီးမှထဲဝင်ရောက်လာတဲ့အချိန်မှာပဲအေးကနေပြတော့မှာကြောက်ဖြစ်မျိုးမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုချေမွန်တိုက်ခိုက်နေတဲ့ဆိုတဲ့အကြောင်းပြောဆိုထားတာဖြစ်ပါတယ်စစ်ကောင်စီအနေနဲ့ကြောက်ဖြူမျိုးကိုလွတ်လွတ်ဆုံဆုံးဖို့နီးနေတဲ့အချိန်မှာတရုတ်ဘက်ကနေပြုံးမှာပေါ့နော်လက်နက်ခဲယမ်းတွေနောက်ဆုံးပေါ်နီးပညာတွေကိုပေးပြီးတော့မှအကူအညီပေးနေတယ်လို့ကျွန်တော်သိရတာဖြစ်ပြီးတော့မှဒါကပြီးပွားရတွေရဲ့ပေါ့နော်ဒီပေါ်ပေါ်ထင်ထင်နဲ့ကျွန်တော်ပြည်တွင်းကိုဝင်ရောက်ဆွဖက်လာတာကိုတွေ့ရပဲဖြစ်ပါတယ်ဆိုတော့မြောက်လန်ကအခုဆိုရင်တရုတ်ရုရှားကူညီတွေနဲ့ပေါ့နော်တိုင်းပြည်ကိုရောင်းစားပြီးတော့မှဒီလိုမျိုးတော်လိုင်းကိုဖြိုခွဲဖို့ကြိုးစားနေတဲ့အချိန်မှာ နိုင်ငံကဖွဲ့စည်းတွေနဲ့လည်းမျှော်လင့်တဲ့အုပ်စုရဲ့ပေါ့နော်ဒီလိုမျိုးစီရဲ့ပြည်တံကျုလိုမှုတွေကိုတရားလို့မထားပြီးတော့မှတကယ့်ကိုအရေးယူတင်နေတာပဲဖြစ်ပါတယ်မဟုတ်ဘူးဆိုတော့ပီတိုရီယာအစ်ကောင်စီရဲ့ဒီလိုမျိုးပြည်သူများညှို့ချင်းကိုခိုင်းရမှာဖြစ်ပြီးတော့မှကျွန်တော်တို့တော်လိုင်းရဲ့လိုင်းဒီတက်ပို့ပြီးတော့မှကြာရှည်သွားနေတာပဲဖြစ်ပါတယ် ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့မရယာစကောင်စီကနေပြတော့မှရန်ကုန်မြို့မှာပါနော်ကျန်ငွေဘီလီယံတန်ကျေးရှိတဲ့မြို့ရစီတွေကိုဖန်စီပေးတဲ့နောက်ပိုင်းမှာ A ကနေပြတော့မှအဲ့ဒီမြို့ရစီဘွားတွေကိုဦးစီးဦးဆောင်လောက်ကင်ခဲ့တယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြောဆိုလာလို့ပေါ့နော် A ပြောခွင့်ရပုဂ္ဂိုလ်ဦးခိုင်ဒုက္ခနေပြတော့မှတေချာလေးကိုပြန်ပြတော့မှရှင်းပြထားတာပဲဖြစ်ပါတယ်ဦးခိုင်ဒုက္ခဘယ်လိုမျိုးပြောထားလဲဆိုတော့ကျွန်တော်စစ်ပြတော့မှကြည့်လိုက်ရအောင်နော်ဟိုစစ်ကောင်စီရဲ့ဒီအဆက်ဆွေးချက်ကတော့ဟိုဒီဟာကတော့ကျွန်တော်တို့နဲ့လုံးဝပတ်သက်မှုမရှိပါဘူး ဟိုစစ်ကောင်စီဘက်ကဒီအာဒီလိုမျိုး ULAA ဘုံမှာဒီမတရားအာဆက်ဆွေလာတာကတော့အခုတကြိမ်တည်းမဟုတ်ပါဘူးအရင်တုန်းကလည်းပဲသူတို့အဲ့ဒါတော့တေချော်တယ်နော်နောက်ဆောင်နေပြီးတော့မှအခြေအမြစ်မရှိအာဆက်ဆွေနေခဲ့တာဖြစ်ပါတယ်။အို့မြမပြီးမှဒီမူရေးစေဝါကိုထိန်းချုပ်လောက်ကင်နေတာကဒီအကျဉ်ပြဲဒီ SAC အာထဲကဒီစစ်ဘုံချုပ်ကြီးတွေနဲ့ဒီသူရဲ့ထိန်းချုပ်မှုအောက်မှာရှိတဲ့ဒီပြည်သူ့စစ်အဖွဲ့တွေပဲဖြစ်ပါတယ်။ ဟိုခမရတော်လေးတွေ့မှာပဲเนาะကြားဖြန်းဆိုလဲအာသူတို့ဒီအာစစ်ကောင်စီကစစ်ဘိုလ်ချုပ်တွေပဲအာလုံနေကြတာပဲဟိုမူရင်းစေဝါဆိုလဲသူတို့ပဲအာဒါထိန်းချုပ်လောက်ကင်နေကြတာပဲဆိုတော့မြမပြည်မှာဒီမကောင်းမှုဒုစရိုက်မှုတ냐ကိုဟိုစစ်ကောင်စီကထိန်းချုပ်ထားတဲ့နေရာတွေမှာဟိုသူတို့ဒီစစ်ကောင်စီကဗိုလ်ချုပ်ကြီးတွေကဒီထိန်းချုပ်လောက်ကင်နေကြတာပဲဖြစ်ပါတယ်ဟိုဒါကြောင့်မို့လို့ဒီကိစ္စတွေကဒီကျွန်တော်တို့ ਨੇ လုံးဝဟိုဆက်ဆက်ပတ်သက်မှုမရှိပါဘူး ဟုတ်ကဲ့အရင်ကလည်းအခုလိုပဲဆွဆွဲလေးရှိတယ်ဆိုပေမဲ့ဘာကြောင့်မို့နော်အခုအချိန်မှာစစ်ကောင်စီက AA ကိုထပ်ပြီးတော့ဆွဆွဲတိုက်ခိုက်တယ်လို့သုံးသပ်ပါလေဟိုတစ်ဖက်မှာဒီစစ်ကောင်စီဟာသူ့ရဲ့ဒီတရင်တမဒီ viewer စခန်းတွေဟိုနေမြေတွေတခုပြီးတခုဆုံးရှုံးလာတဲ့အချိန်မျိုးမှာဒီနေမြေထိန်းချုပ်မှုကြေပြန်းလာတဲ့ ULAA ကိုဟိုကုလသမဂ္ဂနဲ့ဒီနိုင်ငံတကာအတိုင်းဝိုင်းနောက်ဒီဘေးပတ်ဝန်းကျင်နိုင်ငံတွေကဟိုအတိအမှပြုပြီးတော့ဆက်ဆံဖို့ကြိုးစားလာတဲ့အချိန်နဲ့ဒီ ရှင်ကိတ်ပြီးတော့မှဟိုဒီလိုအာဒီနိုင်ငံရေးအောက်လုံးတွေဒီနိုင်ငံရေးအောက်လန်းကြီးတွေတုံးပြီးတော့ဟိုတိုက်ကွဲဖော်လာတာတာဖြစ်ပါတယ်။ဟိုဒါကြောင့်မို့လို့ဟိုဒီကိစ္စကကျွန်တော်တို့နဲ့ဘာမှဆက်စပ်ပတ်သက်မှုမရှိပါဘူး။ဟိုသူတို့ဆွဆွေရှဲထင်းမှာဖော်ပြထားတဲ့ဟိုနှမ်းမြေတွေကိုလည်းပဲအာကျွန်တော်တို့မသိပါဘူး။ ကြရတာပါနော်ကျတို့ဥခိုင်ဒုက္ခကိုတိုင်ကနေပြတော့မှမြောက်လင်တို့ကနေပြတော့မှအေရပေါ်ဆဆွဲချက်တွေအားဆိုရင်လုံးဝမမှန်ကမှုဆိုတဲ့ပုံစံမျိုးနဲ့ပြောဆိုထားတာပဲဖြစ်ပါတယ်ကျတို့မြန်မာပြည်ထဲမှာရှိတဲ့ဒီဒူးဆဲမှုတွေနဲ့မွေးဆေးဝါးကိစ္စတွေကိုခြေလိုက်မယ်ဆိုရင်တော့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ပေါ့နော်သူတို့တောက်တိုင်တွေအားလုံးကတော့ ဒုစရိုက်ကိစ္စတွေနဲ့မကင်းဘူးဆိုတာတော့အလုံးအသိပဲဖြစ်ပါတယ်အခုဆိုရင်တို့အနေနဲ့ဒီတော်တို့ UN အသွေးမှုချုပ်ကိုယ်တိုင်ကနေပြတော့မှအေးနဲ့တွေ့ဆုံပြတော့ဒီဘင်္ဂလားဒေ့ရှ်ကိစ္စနဲ့ပေါ့နော်ဆွေးနွေးမယ်ဆိုပြတော့တရင်တွေထွက်လာတဲ့အချိန်မှာပဲနောက်တစ်ခါကျတော့တို့အနေနဲ့အခုဆိုရင် AA ပေါ့နော်စစ်စင်းတွေအောင်မြင်နေတဲ့အချိန်မှာစစ်ကောင်စီကနေပြတော့မှအခုလိုမျိုးနိုင်ငံရေးအောက်လုံးတွေတုံးပြတော့မှ AA ပေါ်လို့ကြံဇလန်းတွေဒီလိုမျိုးဖန်တီးနေတာပဲဖြစ်ပါတယ်ဆိုတော့ပြည်သူတွေအနေနဲ့စစ်ကောင်စီရဲ့ပေါ့နော်ဒီလိုမျိုးလိုကြံဇလန်းတွေကို မယုံကြည်ကြဘဲနဲ့ကျတို့တော်လိုင်းရင်းမှာအားလုံးသူကဝမ်းဝမ်းပြီးတော့မှလှုပ်ဆောင်နေကြတဲ့တပ်ဖွဲ့ဝင်တွေကိုဒီထက်ပိုပြီးတော့ယုံကြည်ပြီးတော့မှထပ်ဖို့များများလှုပ်ကြဖို့လိုနေတာပဲဖြစ်ပါတယ်။ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဘုံဘကွာကျော်စိုးကနေပြီးတော့မှဘွာကိုကောင်းတော့မယ်ဆိုပြတော့နော်သူကိုယ်သူပြောဆိုထားတဲ့အရာလေးကျတို့တစ်ချက်လောက်ကြည့်လိုက်ရအောင်။အားလုံးမင်္ဂလာပါဗျာကျွန်တော်ကျော်စိုးပါ။ကျွန်တော်ဖျားနေတာဗျာ။ဖျားနေတာဒီနေ့တော့ဆေးသွားထုတ်လိုက်တယ်ဗျာ။နိုင်နိုင်ကြတာဒီမှာဗျာကျွန်တော်တ िश ူးတွေကနှာခေါင်းတားလို့ဒီမှာအားကစားအိတ်တွေကိုနှက်တော့နေရတယ်။ ဖြားနေလို့တော်တင်မရရချင်းဖြစ်ပါလေဗျာနော်ကျွန်တော်အားလုံးဟိုပါဖြစ်ပါလေကျွန်တော်မိတ်ဆွေတွေကျွန်တော်စိတ်ပူနေမှာဆိုလို့ဖြားနေလို့အဒီအပူရှက်သွားတာပါလေဘယ်သူမှစိတ်မပူဘူးနော်တစ်ခေါက်တစ်ပိတ်ကတစ်ခေါက်တစ်ပိတ်အဆေးတော့အဆေးတော့တို့ပြန်လာတာပါလေမနက်ဖြန်လောင်းဆိုတော့ကောင်းလာပြီအဒီကျော်လေဒီနေ့လေးဒီတရေရိုက်ဖို့တော့ကျွန်တော်အားလုံးပြန်လာလေဒါပေမဲ့ဒီနေ့ရိုက်တဲ့ကမှာအပေါ်ကအဲကုန်တယ်ပြီးရင်ဒီနှာခေါင်းကအတပ်မပွတ်တော့ဘူးဟိုဒီနေ့ကရိုက်လိုက်မှားရကျလိုက်ဒီနေ့ကရိုက်လိုက်နှာရကျလိုက်ဆိုအဆေးမပြေဘူးမနေ့ကလည်းကျွန်တော်ဒီနေ့ရိုက်ဖို့လုပ်သေးတယ်လုပ်တဲ့ကမှာအပေါ်ကအဲကုန်တယ်ပြီးရင်နှာရတောက်ဆောင်နှက်ညက်နေရတာဆိုလေဟို လောကအဆက်မပြေလို့တရေရိုက်ကြတာအဲ့လာကြောင်းလို့ပါဒီမှာကျွန်တော်ဒီမှာဒီမှာနာနာရီလို့ပါတောက်နေရတယ်ဒီမှာကျွန်တော်ရဲ့ကျွန်တော်အားကစားအိမ်ကြီးကဒါဟိုနုကြတော့အဆင်ပြေတယ်တရှူကြတော့နှောက်လင်တာလို့အဲ့ဒါအဲ့ဒါပါဗျာနော်ကျွန်တော်မိတ်ဆွေများစိတ်ပူတယ်ပါဆိုလို့ကျွန်တော်နေကောင်းတာလည်းပြန်ပြီးတည်ပေးပါမယ်အားလုံးကျေးဇူးဒါတော့ကျော်ဆုကနေပြန်ပါပါနော်အခုချိန်မှာတော့သူ့အနေနဲ့ဒီလိုမျိုးတရင်တွေပောက်ခွက်ရမပြောနိုင်တာကမချခင်ပါဘွာကိုကောင်းနေတယ်ဆိုတဲ့ပုံစံမျိုးပြောဆိုထားတာပဲဖြစ်ပါတယ်ကျွန်တော်တို့ကတော့ ူလိုမျိုးဖြစ်လေပူချက်လိုက်ပြန်ပေါ့နော်ဒီစခွေးပေါ်မှာတတိုက်ထဲမှာတော့အားချောင်နေတဲ့လူတယောက်ရောက်သွားမယ်ဆိုတော့ပြီတိုတွေအတိုင်းမတိဝမ်းတိုင်းမှာပဲဖြစ်ပါတယ်ဒီလိုဆိုရရဆိုရင်ပြီတိုတွေကိုအစိတ်ပြင်လောက်နေတာပြပေါ်မှာစစ်ကောင်စီဒီလိုမျိုးလေကြောင်းတိုက်ခမှုတွေဆက်လက်လှုပ်ဆောင်နေအောင်နောက်ွယ်ကနေပြပေါ်မှာလွန်ဆော်အပင်းနေကြတဲ့သူတွေပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုတပုတ်အနေနဲ့ဒီပေါ်မှာဇော်ဝင်ရနေပြီတော့မှာပဲကျော်စုံနေပုသူမနှစ်ကောင်လုံးပါဆိုရင်နိုင်ငံရေးပြင်ထက်ဝင်ဖို့ပါနော်လွတ်တော်ကနေပြီတော့မှာစူးစမ်းနေတယ်ဆိုတဲ့အကြောင်းကိုပေါ်လိုပဲစားပြောထားတယ်လေကျွန်တော်တို့တစ်ချက်လောက်ကြည့်လိုက်ရအောင်နော် ဇော်ဘုံရင်ထောက်ခံပြီးဇော်ဘုံရင်တို့ဝင်းရံပြီဆိုရင်အဲ့ဒါပြည်သူတို့ပဲအဲ့ဒီပြည်သူတို့လို့ဝင်းရံလိုက်တဲ့လူတယောက်ကစောက်ချိုးမပြေဘူးလွတ်တော်ထဲမှာစောက်ချိုးမပြေဘဲနဲ့သူများခိုင်းတာကိုလုပ်တယ်ဆိုရင်တော့နာမည်တက်ပြီးစင်းမယ်ဟာကျွန်တော်ထိတ်ဆုံးပါပဲဒါကြောင့်မလို့ကျွန်တော်ကလွတ်တော်ထဲမဝင်ဘူးနော်ဆက်နေမင်းတို့ဘုံနေဆက်တရားဆက်လီးတော်မကင်ဘူးမင်းတို့တွေလူနောက်ဆက်နေတာနော်ဟုတ်လားရောက်ပါရောက်ပါချောဆိုးဦးလည်းရောက်ပါပူတုမလည်းရောက်ပါလွတ်တော်လေးကိုနော်ကြောက်ပါချောဆိုးဦးနဲ့ပူတုမကိုပေးဖို့ပေးရမှာချားပလေးသေး ။နောက်ကျော်စိုးဦးအသက်က34နှစ်ပဲရှိသေးတယ်။35နှစ်ပေါ့။ပုထုမ29နှစ်30ပေါ့။လွတ်တော်တဲ့ဝင်မဲ့ချိန်မှာကျော်စိုးဦးအသက်35နှစ်ကျော်ကျော်နဲ့ပုထုမအသက်က30ကျော်ကျော်နဲ့လူငယ်တွေလွတ်တော်တွေရောက်သွားတာလေ။အဲ့ဒါကိုဒီလိုတိုင်းပြည်အတွက်မချင်းမချန်နဲ့မကျွေးမချန်နဲ့ရဲရဲတင်းတင်းပြောရဲတဲ့လူတွေလွတ်တော်တွေကိုရောက်ပြီဆိုရင်သူတို့ပြိုင်တဲ့နေရာပြည်သူလူလူတွေကောင်းပါပဲမကောင်းရင်ကျွန်တော်လည်းဆဲမှာပဲတိုက်ပြရတော့ရင်လေးဆရာပဲပေါ့နော်ဆဲမှာဆဲမှာကျွန်တော်က ယောက်ကျော်ဆုံးမင်းမင်းဘာစောက်ချိုးချိုးရလဲပြောပါမင်းငါလုံးမသာလွတ်တော်တွေဝင်တော့မင်းစောက်မင်းစောက်စကားဘာပြောခဲ့လဲအခုကျတော့မင်းဘာလုပ်လဲအထင်တော့မလွယ်ဘူးလေလွယ်လာနေငါ့ကိုလာမပြောနဲ့ပြည်သူကိုကြည့်အဲဒါမျိုးဒါဥပမာဥပမာကျွန်တော်လုံးမဲ့လို့ပုထုမမသားမလေးတော့နေတော့နေတော့ဖြစ်တော့ငါတို့မဲဆွေခဲ့တာနင်တို့လွတ်တော်တွေမှာပြည်သူလူထုတွေပြောဘာညာပေါ့အာဘလောက်အားရှိမလဲအဲဒါဥပမာကိုပြောပြတာလေဟုတ်လား အကူကျော်စိုးနဲ့မပူတူနဲ့အတွက်အာမွေထားတော့လွတ်တော်လေးကိုဝင်ရမယ်ကျော်စိုးကတော့ချင်းတယ်ပြင်းဦးလျာနဲ့ပြိုင်ပါပြင်းဦးလျာနဲ့ပြိုင်ပါပြင်းဦးလျာနဲ့ပြိုင်ခိုင်းတာကျော်စိုးပြိုင်ကွာလို့ကြားလို့ညီလေးလို့ကိုကြီးလို့ရှိရလို့တွေ့တာတွေ့လို့ပြင်းဦးလျာတက်နယ်တွေရောပြင်းဦးလျာပြည်သူလူထုတွေရောနော်တိုင်းချစ်ပြည်ချစ်တဲ့လူတွေပေါ့တဘုံအားပေးထောက်ခံတဲ့လူတွေတို့ခမရတို့ပါခမရတို့ပေးပေးမပေးပေးအကျုပ်ဆောက်လို့မဟုတ်ဘူးအေးပြင်းဦးလျာတက်မတော်တိုင်းဝိုင်းနဲ့နိုင်ငံကိုကောင်းစေချင်တဲ့လူနဲ့အေးစံသွားနေတဲ့ပြည်သူလူထုကတော့ကျော်စိုးပြိုင်တတိပုဂ္ဂလကျော်စိုးကိုမဲထက်အဲကျွန်တော်မဲဆဆွဲပြီ ဒီဇော်ပွဲရတော့ပါเนาะခုချိန်မှာတော့ဒီကျော်စိုးနဲ့ပူတူမနဲ့ကောင်လုံးကိုလွတ်တော်ထဲကတင်းသွင်းပို့နေတာပဲဖြစ်ပါတယ်။အဲ့လိုမျိုးကောင်တွေဒါကျော်တို့နေနိုင်ငံရေးပြင်ထက်ကိုရောက်လာမယ်ဆိုတော့ပေါ့နော်။ဒီတိုင်းပြရတော့ဒီလိုမျိုးခွေးဘွားရောက်နေတာတော့လုံးဝမဆန်းတော့ဘူးလို့ပြောမှာပဲဖြစ်ပါတယ်။ဆိုတော့ကျော်တို့နေတဲ့ဒီလိုမျိုးပေါ့နော်။ဘောမနဲ့ lobby တိုက်တွေရဲ့ဒီလိုမျိုးထင်းထင်းကျင်းနေဖို့အဆုံးတတ်နိုင်ဖို့ကတခုလေးတော့နေလာတော့တော်လိုင်းကိုအောင်မြင်ဖို့ပဲလိုတာဖြစ်ပါတယ်။ဆိုတော့ပြည်သူတွေအားလုံးပေါ့နော်။စီမလျှော့အမပြစ်ပဲနဲ့အခုလိုမျိုးဆက်လက်ပြတော့မှာအားချောင်းပြတော့မှာပြည်သူလူထုကိုစိတ်ပင်လောင်းနေကြတဲ့အုပ်စုတွေကို ချေမိုးနိုင်ဖို့ဆိုရင်တော်လိုင်းရဲကိုကျွန်တော်တို့ဒီနေ့ထဲမှာပြည်အောင်နေဖို့လွန်လာဖြစ်ဖြစ်တော့မှအခုဆိုရင်စစ်ကောင်စီနေနေလဲပေါ့နော်တရင်ရှုံးနေတာမို့လို့ကျွန်တော်တို့အနေနဲ့မကြခင်မှာတော့အောင်ဖွဲ့တယ်ဒီထက်ပိုမှကြားဖို့ရှိတာဖြစ်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဒီဘောမပူတူမနေပြီးတော့မှပဲကြဲရဲကနေပြီးတော့မှဒီအတင်းနဲ့မှပေါ်တာဆွဲနေတယ်ဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော်ပေါ်လို့ပဲစားတဲ့ပြောထားတဲ့ဟာလေကျွန်တော်ဆက်ပြီးတော့မှကြည့်လိုက်ရအောင်နောက်တစ်ခုကကချင်းပြည်နယ်မှာကြဲရရင်က တအိမ်တယောက်မဖြစ်မနေသူတို့ကြိုင်ဖွဲ့တဲ့ကိုဝင်ရမယ်မဝင်လို့ရှင်ပေါ်တာဆွဲမယ်ဆိုပြီးတော့ကချင်ပြည်နယ်ကိုနော်ရန်ကုန်လိုမလေးလေးလိုနေပြီးတော့အေအော်ဒီကနေ CDN လုတ်ပြီးတော့သူတို့ကချင်ပြည်နယ်တဲ့ truck station လာတဲ့ CDN နေကိုတအိမ်တယောက်မဖြစ်မနေသူတို့ကြိုင်ဖွဲ့တဲ့ဝင်ရမယ်မဝင်ရင်ပေါ်တာဆွဲမယ်လို့ကြိုင်ကပြောတယ်အဲ့ဒီလိုမျိုးကတအိမ်တယောက်ကြိုင်ဖွဲ့တဲ့မဝင်ရင်ပေါ်တာဆွဲမယ်ဆိုတဲ့အကြောင်းကိုမျိုးညစ်တေအားပေးနေတဲ့မြန်မာနောက်တရင်ဌာနကိုယ်တိုင်ကဝန်ခံရေးသားထားတာဖြစ်တယ် ဆိုတော့စီရီယန်နေအကုန်လုံးဘဝပြတ်ပြီးထမင်းငတ်နေစိတ်မပြတ်ပါနဲ့ခင်ဗျားတို့အကုန်လုံးကို KIA ကအလို့ရှိနေပါတယ်။နောက်ထပ်ကြောင်းတစ်ခုကတော့အနူတော်မှာလူကြောလုတဲ့ခါပေါ့။အယူပုံတော့တော့ချီချောက်ကောက်စားတဲ့ကိစ္စ။အဲ့ဒါပါလဲဆိုတော့ KIA ရဲ့ကဲရဆိုလို့ရှိရင်ဟိုဘက်ကပုံကြုံမျိုးကြီးတော့ကစုပ်ကိုကိုထိန်လင်းထားတာကိုထိန်လင်းကိုထိန်လင်းเนาะတိုက်ပုံကြီးတွေအတင်းဝစ်ပြီးတော့စုပ်ကိုမြန်မာဆန်ခိုင်းတာ ိုကလည်းပဲအယူပုံရောက်ပြီးခြေတောင်းကောက်စားတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီ၁၃ရက်နေ့ကိုကျုံမွေးနေရဆိုပြော။ဟာဒီရောက်နေတာနော်ဒီကောင်က။ကျွန်တော်လည်းကျွန်တော်လည်းကြိုက်ပါလေဆိုပြီးပဲပြုတ်နေတယ်လေသူ့မှာဆပြရသေးတယ်။လူဘင်းကြိုက်လေးလေးလုတ်ပြရတာ။နော်အဖိုးကြိုက်တယ်ပဲပြုတ်နေတယ်ပြောင်းကျွန်တော်လည်းကြိုက်ပါတယ်လို့သာပြောတာအဖိုးလိုပဲကျွန်တော်ကမြမပြည့်အတွက်မျိုးသားရေးစိတ်ကတည်းကကျွန်တော်ရင်ထဲမှာရှိပါတယ်ဆိုတော့ဇာတိတွေဇာတိမှန်လို့သူပြောမသွားဘူးနော်ဆိုတော့ကအခု ။အာပြီးခဲ့တဲ့နှစ်ကဆိုလို့ရှိရင်လေဒီ KRDG ကိုသူတို့ပွဲထုတ်ပြီးတော့တက်တူကမ်ပိန်းလုပ်တယ်။အခုဆိုလို့ရှိရင်လေဒေါ်စုကြည်ရဲ့အသက်80ပြည့်မွေးနေ့ဆိုပြီးတော့အဲ့ဒီ KR တွေကိုပွဲထုတ်ပြီးတော့မြောက်ပြပြီးစံတောင်းတယ်။နော် KR တွေရဲ့ပုံလိုပကြီးကိုသူတို့အာလေလံတင်းရောင်းချမယ်လို့နော်။အာဒီ KR တွေကိုဘန်းပြပြီးတော့သူတို့ခွက်ခေါက်ခွက်ခေါက်နေကြတာပေါ့နော်။ရိုးရိုးရှင်းရှင်းပြောရရင်ခွက်ခေါက်နေကြတာပေါ့ဗျာ။အာဆိုတော့ကအာဒီ KR ကိုယ်တိုင်ကအယူပုံမြောက်လို့ခြေတော့ကောက်စားနေပြီးတော့ဒီ KR ကနောက်ကဲမှာခွက်ခေါက်စားနေတဲ့အကြောင်းကိုသူတို့အချင်းချင်းကိုယ်တိုင်ကဖော်ကောင်းလို့ ဘူးသူမားတွေကတော့ပြောလိုက်တယ်ဆိုတော့ဗောနော်ဒီလိုမျိုးစောက်ချေးစောက်ချေးနဲ့ကျွန်တော်မိဘပြည်သူတွေရဲ့မြေမုန်းချိုးခံရအောင်ပြောဆိုနေတာဖြစ်တယ်သူတို့ကနေပြမဟုဆုံးဦးလော်တော်တောင်းမှာဗောနော်ဝင်ချင်သေးတယ်ဆိုတော့ကျွန်တော်တွေလည်းတေချာလေးကိုစဉ်းစားမယ်ဆိုရင်တော့ကျွန်တော်တော်လေးရေးနာဖို့ကောင်းတာဖြစ်ပါတယ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပြတော့မှဒီလိုမျိုး lobby တွေကနေပြမမြေဘပြည်သူတွေဗောနော် ်အရန်ကိုအားကိုးမျှော်လင့်ရတဲ့တားအိုချစ်ခင်ရတဲ့လူပုဂ္ဂိုလ်တွေကိုဆွဆက်ပြောဆိုတိုက်ခိုက်မှုတွေရှိနေတာပြုမကျွန်တော်တို့ကဲဆိုရင်လည်းပေါ့နော်အတင်းဓမ္မပေါ်တာဆွနေတယ်ဆိုတဲ့ပုံစံမျိုးကိုတို့ကနေပြုမပြောဆိုထားကြတော့ကျွန်တော်တို့တွေ့ရပဲဖြစ်ပါတယ်တကယ်တမ်းကျတော့ကချင်ပြည်နယ်မှာဆိုရင်စစ်ကောင်စီနဲ့ပြည်သူ့စစ်ဖွဲ့တွေကနေပြုမအခုလိုမျိုးပေါ့နော်ပေါ်တာဆွဖမ်းဆီးနေတာကိုကျွန်တော်တို့တွေ့ရတာပြုမကျွန်တော်ဒီအမေဆွေရတောင်းငယ်အဆုံးဖြစ်တယ်ပေါ့နော်ကင်မရာကိုတောင်းပါဒီပူတူမကနေပြီးတော့မအပြောင်းအလဲဆက်ပြောထားတာကိုတွေ့ရပဲဖြစ်ပါတယ် ျွန်တော်တို့နောက်ဆုံးဗီဒီယိုသဘောအနေနဲ့ကျွန်တော်တို့တော်လန်ရဲဘော်သူဖြစ်တဲ့ပေါ့နော်။မှာတဲတဲကနေပြီးတော့မှကျွန်တော်တို့အနေနဲ့ဒီပြပါကိုပစင်ရိုးဆိုပြီးတော့မှကြွေးကြော်နေကြတဲ့စစ်ခွေးဘောမှလော်ပြီးတတိုင်းနဲ့မျောနေတဲ့အုပ်စုကိုဘယ်လိုမျိုးဖြိုချရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့မှသုံးသပ်ပြောဆိုထားတဲ့အားလေးကျွန်တော်တို့စစ်ပြီးမှကြည့်လိုက်ရအောင်နော်။နော်ကျွန်တော်တို့ဗုဒ္ဓဘာသာတွေပဲလက်ခံတာတွေတွင်မင်းတို့စင်မင်းတို့ဆိုတာကနော်ဒါကျွန်တော်တို့ဘာသာရေးရလက်ခံတာလေနော်တမိုင်းနေရလက်ခံတာလေဒါပေမဲ့ခေါင်းဆောင်တယောက်ကိုကျွင်မင်းနဲ့နိုင်ပြီးပြောတာတော့ဘယ်ခေါင်းဆောင်မှကြိုက်မယ်မထင်ဘူး ဲ့တော့ join main ကိစ္စကိုကျွန်မဘာလို့ထည့်ပြောရလဲဆိုတော့အခုလက်ရှိနော်မြန်မာနိုင်ငံကိုအာဏာသိမ်းထားတဲ့စစ်အုပ်စုခေါင်းဆောင်ဖြစ်တဲ့မင်းအောင်လှိုင်ဟာစိတ်ပုံမှန်မဖြစ်တော့ဘူးဆိုတော့ကျွန်တော်မြင်ရတယ်နော်ဒီလိုစကားပဲပေါ့နော်ဘယ်လိုစိတ်နဲ့ပြောတယ်ဆိုတာကျွန်တော်နေနဲ့ဒါခံမှန်းလို့ရတယ်ပေါ့နော်အဲ့တော့ပြောချင်တာဘာလဲဆိုတော့မင်းအောင်လှိုင်ရဲ့နားမှာနော်မှားနေတာကိုတိတိကျကျနဲ့မှားပါတယ်လို့ထောက်ထောက်ပြရဲတယ်လို့မရှိတော့အဲ့တော့အယူတစ်ယောက်က လှုပ်ချင်အောင်လှုပ်ရှမ်းကားနေတာကိုသူတို့ကိုအမှုပြန်ပတ်မှာဆိုလို့အကုန်လုံးဟုတ်ပါတယ်အမှန်ပါတယ်နော်သူတို့ရဲ့အကျိုးအမြတ်တွေသူတို့ရဲ့ဒီထိုးတက်လာမယ့်ယာလူတွေအတွက်ဒီအယူတယောက်လှုပ်တာကိုတီးခံနေရတယ်ခေါင်းငုတ်ခံနေရတယ်အနေထားလို့ပဲကျွန်မအနေနဲ့တော့မြင်တယ်ပေါ့နော်အဲ့တော့ဒီပူတင်လိုလူမျိုးကလည်းဒီကြွမင်းနဲ့နှိုင်းတာကိုကြိုက်မယ်လို့တော့ကျွန်မမထင်ဘူးဒါပေမဲ့ကျွန်တော်တို့နိုင်ငံကိုအဲ့ဒီလိုနိုင်ငံကြီးတွေနဲ့ပေါင်းပြီးတော့နော် ရောင်းစားမဲ့ကိစ္စနိုင်ငံကိုကျုံပြုတ်မဲ့ကိစ္စမှာတော့မင်းအောင်နိုင်ငံဘာမှမစင်စားတာတည်ကြတယ်အစိုးဆုံးအခြေအနေကိုလုံမှတည်ကြဒါတွေကိုကျမတို့ထက်ကထက်ကပြုတ်ခဲ့ပြီးပြီပေါ့နော်အဲ့တော့ဘာလို့ထက်ကထက်ကပြောနေရလဲဆိုတော့ဒီကိစ္စဟာအယူတယောက်ဆိုပေမဲ့ဒီဟာကမြန်မာနိုင်ငံအတွက်တော့တကယ်လို့မှဟိုကြောက်စရာကောင်းတဲ့ကိစ္စတစ်ခုဖြစ်တယ်ပေါ့နော်ရုရှားအနေနဲ့ဟိုချင်းကပ်လာမဲ့ကိစ္စရက်တွေအများကြီးရှိတယ် အဲ့ဒီပုံမှာလဲနိုင်ငံတိုင်းကစောင့်ကြည့်နေမယ်လို့ကျမထင်တယ်။ဘာဖြစ်လို့လဲဆိုတော့ဒါ new clean nuclear silencer တွေထုတ်လုပ်ဖို့အတွက်ပန့်ဖို့ဖို့အတွက်မြန်မာနိုင်ငံကိုအသုံးချလာမှာဖြစ်တယ်။အဲ့ဒီလမ်းကြောင်းကိုလဲကျမတို့မြင်နေရတယ်။နောက်ချက်အဟိုဝါးလည်းရှိသေးပေါ့။ရည်ရွယ်ချက်တွေလည်းနိုင်ငံရေးရည်ရွယ်ချက်တွေလည်းရှိသေးရှိသေးတယ်ပေါ့ရှင်။မြန်မာနိုင်ငံအတွက်ကောင်းကျိုးပြုမှလားဆိုတော့ဘယ်ဘက်ကမှကောင်းကျိုးပြုလာမယ်လို့တော့ကျမမထင်ဘူး။ကျွန်တော်ပြည်သူလူထုကိုပို့ပြီးတော့အော်ပို့ပြီးတော့နှိပ်စက်မဲ့အကွက်တွေလို့ပဲကျွန်မမြင်နေပေါ့နော်နောက်တစ်ခုက ဒီရင်းနှီးစိတ်ကန်းနေမှာရုရှားစစ်သည်မော်တွေကတ်လာရင်ဟိုကတ်လာခဲ့တဲ့အခါရုရှားအနေနဲ့ဗာကျိုးမြင့်ရမယ်မြန်မာနိုင်ငံအတွက်ဗာကျိုးမြင့်ရမယ်ဒါအောင်ကျွန်မပြောချင်တာအဲ့တော့ရုရှားအနေနဲ့ကယူကရိန်းနဲ့ပတ်သက်တဲ့စစ်ပွဲတွေမှာနိုင်ငံတကာရဲ့အကျင့်ပယ်မှုခံနိုင်ရတာလည်းအမှန်ပဲဖြစ်တယ်ပေါ့နော်အဲ့တော့အာဏာရှင်ဥပဒေနိုင်ငံမှရေရင်မထောက်ခံရဲပါဘူးဆိုတော့ရုရှားကိုဒီရေနံရောင်းချမှုတွေပိတ်ပင်ထားတဲ့နိုင်ငံတွေရှိတယ်အများကြီးရှိတယ်အဲ့နောက်တစ်ခုက စစ်လက်နက်ရောင်းချမှုတွေကိုပိတ်ပင်ထားတဲ့နိုင်ငံတွေအများကြီးရှိတယ်။အဲ့တော့ရုရှားကစစ်လက်နက်ရောင်းချဖို့အတွက်မြန်မာနိုင်ငံကိုအသုံးချလာမှာဖြစ်တယ်။ဘယ်လိုအသုံးချလာမှာလဲဆိုမြန်မာနိုင်ငံမှာမြန်မာနိုင်ငံကိုစစ်လက်နက်ရောင်းချခဲ့တာကရုရှားကနှစ်20လောက်ရှိနေပြီဖြစ်တယ်ပေါ့နော်။ဒါပေမဲ့အာရှနိုင်ငံတွေအနေနဲ့စစ်လက်နက်ဝယ်ယူမှုနှုံးဟာတခြားနိုင်ငံတွေနဲ့ကမ္ဘာကြီးနဲ့အဲ အားလုံးနဲ့ရှင်လိုက်လို့ရှိရင်တော့ရုရှားအနေနဲ့တိတ်ပြီးတော့မတ်လောက်ဆရာမရှိဘူးဆင်းရဲတဲ့နိုင်ငံတစ်နိုင်ငံကဝယ်ယူအားပေးနေကြတာဖြစ်တယ်ဆိုတော့တိတ်မတ်လောက်ဆရာတော့မရှိဘူးပေါ့နော်ဒါပေမဲ့လည်းရုရှားမှာမြန်မာနိုင်ငံကိုအုံချနိုင်တဲ့တခြားကိစ္စရပ်တွေအများကြီးရှိတယ်အဲ့ဒါကတော့ရုရှားသင်းမောတွေမြန်မာနိုင်ငံကိုကတ်ခွင့်ရမယ်ဆိုရင်ဘာတွေရုရှားအတွက်ဘာတွေအကျိုးရှိမလဲဆိုရင်စစ်လက်နက်ရောင်းချမှုကမြန်မာနိုင်ငံကို အအတုံးချလို့ရတယ်ရှင်မြန်မာနိုင်ငံလမ်းကြောင်းကနေတဆင့်ဒါအရုရှားရဲ့တင်မောတွေတခြားနိုင်ငံတွေကိုထွက်ခွာပြီးတော့မှနော်ဒီမြန်မာနိုင်ငံကိုအတုံးပြုတ်ပြီးတော့မြန်မာနိုင်ငံကနေတဆင့်နော်စစ်လက်နက်ပို့တဲ့ကိစ္စရက်တွေကိုလှုပ်ဆောင်နိုင်တယ်နော်အရုရှားကအဲ့အတွက်အအကျိုးရှိရပေါ့ရှင်နော်နောက်တစ်ခုကရုရှားရဲ့ဟိုဟာတွေပေါ့ ထောက်လန်းရေးသင်းမော်တွေကလည်းမြန်မာနိုင်ငံမှာကက်ခွင့်ရသွားမယ်။ရုရှားထောက်လန်းထောက်လန်းရေးသင်းမော်တွေကဘယ်ဘယ်နိုင်ငံရဲ့စိတ်ကမ်းမှာမှကက်ခွင့်သိမ့်မရဘူး။အဲ့ဒီအတွက်ရုရှားဟာကျွန်တော်မြန်မာနိုင်ငံကိုအသုံးချမှာဖြစ်တယ်ပေါ့နော်။အဲ့တော့ခြုံငုံသုံးသပ်ပြီးပြောရမယ်ဆိုလို့ရှိရင်ဒီလိုအခြေအနေတရက်ကိုရင်ဆိုင်နေရတဲ့မြန်မာနိုင်ငံဟာကျွန်တော်တို့ဒီအခြေအနေကနေကြော်လွားဖို့ဆိုလို့ရှိရင်ဒီတော်လန်ရေးကိုတော့ပတ်ဖို့မှာပဲရ။ ဒါတော့ပေါ့နော်မာတဲတဲကနေပြတော့မှကျွန်တော်မိဘပြည်သူတွေမြောက်လိုက်ရနေပြတော့မှရုရှားတော့ပြတော့မှဘာကြောင့်အကူအညီတောင်းနေလဲဆိုတာကိုပေါ့နော်ဒီချာလေးကိုရှင်းပြထားတာပဲဖြစ်ပါတယ်အခုဆိုရင်ပူတင်နဲ့ပူပေါင်းပြတော့မှကျွန်တော်ထဝယ်ရင်းနေစက်ကမှဒီတိယနဲ့ရုရှားပေါ့နော်ပူပေါင်းပြတော့မှစစ်စခန်းတွေတိဆောက်ဖို့သူတို့ကနေပြတော့မှခွင့်ပြုပေးလိုက်တာပြတော့မှဒါကကျွန်တော်ပြည်သူတွေတော်လဲအလုံးကိုဆွေးနွေးဆရာဖြစ်နေတာဖြစ်ပါတယ်အခုဆိုရင်ကျွန်တော်အနေနဲ့အားလုံးတည်ထားတဲ့အတိုင်းတိယဦးဘက်ကနေပြတော့မှလဲပေါ့နော်ချက်ဖြူဘက်မှာ စကောက်စီနဲ့ပုံပုံပြတော့မှအေးကိုတိုက်ထွန်နိုင်ဖို့ကြိုးစားနေတာဖြစ်တာမို့လို့ကျိုးရည်နဲ့ပြည်သူတွေအားလုံးစုစုစည်းစည်းနဲ့ပေါ့နော်ကိုတက်နေတဲ့ဘက်ကနေပေါင်ပြတော့မှထပ်ဖို့ရမယ့်အချိန်ပဲဖြစ်ပါတယ်မဟုတ်ဘူးဆိုတော့ကျွန်တော်ပြည်ပနိုင်ငံတွေရဲ့စမိုးချယ်လက်ချင်းကိုခိုင်းမှာဖြစ်ပြတော့မှမြောက်နေတဲ့အုပ်စုဟာဆိုရင်လည်းပေါ့နော်တဆိုးရှိမှာဖြစ်တယ်ဆိုတဲ့အကြောင်းလည်းဒီနေ့ကနေပြောချင်တယ်ကျွန်တော်ဒီနေ့မနေ့ပိုင်းဗီဒီယိုကိုဒီနေ့မှာပဲဆုံးသတ်ချင်ပါတယ်ဆက်ဆုံးကြည့်ရှုပေးကြတဲ့မြို့ပြည်သူများလုံးအထူးကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာကိုယ်ကျမ်းမာခြင်းနဲ့ပြည့်စုံပြတော့မှတာယာရေး channel နေ့လေးပတ်ဆိုင်ကြပါစေလို့ကျွန်တော်ဒီနေ့ကနေစုမကောင်းတောင်းပေးလိုက်ပါတယ်